မြန်မာထိုင်းနယ်စပ်မြို့ဖြစ်တဲ့မြောက်ပိုင်းမြို့မှာထိုင်းနိုင်ငံမှာလေကျွန်းလူသမှုမှာတေဒန်ချမှတ်ခံရတဲ့မြန်မာလူငယ်နှစ်ဦးပြန်လည်လွတ်မြောက်ရေးအတွက်ဆန္ဒထုတ်ဖော်မှုကိုဒီဇင်ဘာလ28ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဆန္ဒပြပွဲကိုပြည်သူလူထုတရားကျော်ပူပေါင်းပါဝင်ပြီးထိုင်းတရားစီရင်ရေးမျှတပါစေ။ဇော်လင်နဲ့ဝင်းစော်ထွန်းတေဒန်ဘေးမှလွတ်မြောက်ပါစေ။ထိုင်းပြည်မြင်းမြတ်ကျမ်းမာပါစေလို့ကြွေးကြော်ဆုတောင်းပြီးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဆန္ဒဖော်ထုတ်သူတွေဟာချစ်ကြည်ရတဲ့ဒါပလန်အတိုင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ောင်ရင်ကန်ဆက်မှာကျွေးကြော်ဆူတောင်းခဲ့ကြပြီးမြောက်ရီမျိုးလည်းရှိရွှေမြင်းဝင်ဖျားကြီးကိုလမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။မြောက်ရီမျိုးလည်းရှိရွှေမြင်းဝင်ဇေဒီတော်ရဲ့အရှိမြောက်တော့မှာစူဝဲပြီးမြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်စူးပြီးဆရာတော်တန်ဃာတော်တွေကမေတ္တာသုတ်ပိယရွတ်ဖက်ကဆူတောင်းဝတ်ပြုခဲ့ကြပါတယ်။အဲ့ဒါမျိုးလိုက်လို့ ်နိုင်ငံသားတွေအတွက်အဖက်နိုင်ငံမှာဥပဒေအရဆုံးရှုံးနေတဲ့ဟာတွေကိုကျွန်တော်တို့တိတိကျကျလေးလိုချင်ပါတယ်အခုလည်းကျွန်တော်တို့ဥပဒေနဲ့ပတ်သက်ပြီးတိတ်ပြီးနားမလဲပါဘူးဒါပေမဲ့နားလဲတဲ့သူတို့ထိုင်းနိုင်ငံဥပဒေပညာရှင်တွေကိုယ်တိုင်ကဒီကလေးနှစ်ယောက်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝဲမမှုတွေအများကြီးရှိပါတယ်လို့ကြေညာထားရသားနဲ့သိမိတ်ချပေးလိုက်တော့ကျွန်တော်တို့လွန်တယ်လို့ထင်ပါတယ်နားတွေဘယ်နိုင်ငံကိုပဲရောက်နေရောက်နေမြန်မာဟာမြန်မာပဲ အဲ့အတွက်ကျွန်တော်တို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့မဟုတ်မတရားဆွဆွဲခံထိတဲ့ကိစ္စတော့ကျွန်တော်လက်ခံမှာမဟုတ်ပါဘူး။အေးသူတို့အပြစ်ရှိလို့တကယ်ကိုပဲမှန်မှန်ကန်ကန်အပြစ်ခံဆိုတော့လက်ခံပါတယ်။အခုကအပြစ်မရှိဘူးဆိုတဲ့ပုံစံမျိုးထိတောင်တိထားတဲ့ဟာကိုရုတ်တရက်ကြီးတိမ်မိတ်ဆိုတော့ကျွန်တော်တို့တနိုင်ကြလုံးတိုင်းတန်းနဲ့ခံစားရတော့ထိုင်းမင်းမင်းမြတ်အထိရောက်သွားတော့သူတို့ထိုင်းမင်းမင်းမြတ်ကြီးကတော့ဒါတော့အားလုံးသိပါတယ်။သာနာသနာတတ်တယ်လေ။သာနာသနာတတ်တဲ့အတွက်ကျွန်တော်တို့အောင်မြင်မှုတစ်ခုတော့ရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အကြောင်းပေါ်မှာပြောချင်တာကျွန်တော်တို့လက်ရှိဒီမှာ ရှိနေတဲ့ကလေး၂ယောက်ကိုဥပဒေအရထိုင်းတရားဥပဒေအရနဲ့မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်ဖို့တကဘာလုံးမှာရှိတဲ့မီဒီယာတွေအာဏာပိုင်အဖွဲ့အစည်းပရဟိတအကောလုံးဗလန်ဒီယာတွေဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်တရားစီစဉ်ကိုခံရတယ်လေအဲ့ဒါဟောတာအမတို့အနေနဲ့အရင်ထဲမှာเนาะမကောင်းအားကြီးလို့မကောင်းအားကြီးလို့ခံစားရလို့เนาะဒီလိုမျိုး ကလေးတွေဒီလိုပြောလို့မဖြစ်ရလွမြောက်ပေးလွမြောက်ဖို့အတွက်အမားတို့ဟောစာပေါ့ဘယ်လိုပြောရမလဲဆန္ဒဖို့ထုတ်တာပေါ့နော်အဲ့လိုမျိုးတို့တော့ထင်လားမထင်လားစတာတော့ထိုင်အစိုးရရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဥပဒေဆုံးဖြတ်ချက်ဒါကတော့အမားတို့ရဲ့ခံစားချက်ပေါ့တောင်းဆိုလဲဆိုတာအမားပြင်မင်းမြတ်ကြီးစမ်းမပါစေချမ်းသာပါစေတရားစီစဉ်မှုတာလည်းမှန်ကန်ပါစေဒီကလေးနေရောက်လဲလွတ်မြောက်ပါစေလို့ဆုတောင်းပေးတာကြားတာပေါ့နော်တကယ်လို့တည်တာ ပေးတဲ့လူဆိုလို့ရှိရင်တော့ပေးတာကြောင်းမဟုတ်ဘူးပေါ့အဲ့လိုမျိုးလူတိုင်းကတရားဥပဒေကိုခံစားခွင့်ရှိတယ်လို့ကျွန်တော်ခံစားရပါတယ်တကယ်လို့သူတို့ကတကယ်အပြစ်မရှိဘူးဆိုလို့ရှိရင်တော့အနိုင်ကျင့်ရရောက်မှာဖြစ်ပါတယ်အဲ့အတွက်အသေးချာပြန်ပြီးတော့တက်တည်ခိုင်လုံတဲ့အထိစစ်ဆေးပေးစီခြင်းပါတယ်အဲ့အတွက်ကိုကျွန်တော်တို့ကဆန္ဒပြတာပါပဲတရားဥပဒေစိုးမိုးတာကိုလူကျင်လို့ တရားဥပဒေစိုးမိုးတာဆိုလူတိုင်းတရားဥပဒေမှန်ကန်တဲ့တရားဥပဒေကိုခံစား권ရှိရမယ်။မှန်ကန်တဲ့တရားဥပဒေမဟုတ်ခဲနဲ့ကြီးနိုင်ငံချင်းတွေလုံးမယ်ဆိုလို့ရှိရင်ဒါလူတွေရဲ့အလုံးမဟုတ်ကြီးနိုင်ငံချင်းလောက်တာတိရစ္ဆာန်တွေရဲ့အလုံးပဲ။ဆန္ဒဖော်ထုတ်ပွဲကိုမနက်7:15မိနစ်အချိန်ရွှေမြင်းဝန်စည်တီတော်မှငင်းချင်းစွာလူစုခွဲခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလောက်သောအုပ်နဲ့ပတ်သက်ပြီးရန်ကုန်မြို့မှာလည်းဒီကနေ့မှာဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။